်ပြောနေလို့ရှိရင်အိမ်မက်ဆိုတာထိန်းချုပ်လို့မရဘူးလေသူမက်ချင်တာမက်တာသူမက်ချင်တာမက်တေကနေ့မှာအိမ်မက်လို့ဟာမျိုးတွေမက်ပြီးတော့တေဆုံးသွားတဲ့အခါမှာဘဝတစ်ခုရောက်သွားကြဒါတမန်ဥဒုစင်ပုဂ္ဂိုလ်တွေဒီအနေအထားမျိုးနဲ့ဖြစ်သွားကြတယ်အဲ့ဒီအချိန်မှာ လိမ္မာပန်းတတ်တဲ့မိကောင်းဆွေကောင်းသားကောင်းသမီးကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကကုသကောင်းမှုပြုပေးတယ်တို့တို့သက်သာကောင်းကုသကောင်းမှုတွေဖြစ်အောင်ဆောင်ရွက်ပေးကြတယ်ဆိုရင်အဲ့ဒီကုသစိတ်လေးနဲ့လည်းသိသွားတဲ့ပုဂ္ဂိုလ်ရှိမလိမ္မုံမလိမ္မာတွေကြတော့ဘာလုပ်လဲသင်္ကန်းလေးမှာမန်းစားဥပ္ပေနထားခဲ့တယ်ရွှေကဘယ်နှမြုပ်ထားတာတော့ဘုသူစီ ကျွေးတောင်းကြရဘယ်မှာရှိတော့လဲဆိုတည်တဲ့လူစိတ်မဖြောင်းအောင်လုပ်လိုက်လို့ကတိကောင်ဖြစ်သွားတယ်လို့ရှိတယ်။တေဂနိစိအခြေအနေဆိုတော့ဘယ်မှာအရေးကြီးလဲ။ကောင်းတဲ့စိတ်နဲ့တေဂနိကောင်းတဲ့ဘဝရောက်ပါနိုင်လို့ဖြစ်တာ။ဒါကြောင့်လူဘဝဆိုတာဒီဘုံကနေသွားတာ။ဘယ်သူကမှကိုယ်ထိချုပ်ကိုလုပ်နေတာ အဲ့ဒီကံနေဟာကိုယ်စီမှာပါလာပြီးတော့သင်္ဆန္ဒအမှုကဟောတည်